အခုရောက်ရှိနေရ2025ရဲ့နောက်ဆုံးလပေါ့နော်ဒီဒီဇမလအတွင်းမှာကျောင်းတရားမေကန်ကျမအကောင်အစိုးလေးကြည့်ပေးမယ်နော်အခုတစ်ခေါက်ကတော့ပေါ့နော်ယာတီကွင်အနေနဲ့ယာတီကွင်အလိုက်ခွဲပြီးကြည့်ပေးမယ်ယာတီကွင်နေဟာသိရမလားဘာကိုကဘေးယာတီကွင်နဲ့မှပါလဲဆိုတာလीအခုတစ်ခေါက်ကျမကပေါ့နော်ပထမအဆုံးအနေနဲ့ဒီမီးဓာတ်ယာတီကွင်နေပေါ့နော် Aries Leo Sagittarius နော်မိသားယာတီတင်ယာတီဓနုယာတီ အဲ့ဒီရာသီပွားတွေရဲ့ဒီတလအထဲမှာကြုံတွေ့ရမယ့်ကံကြမ္မာလေးကိုကြည့်ပြမှာဖြစ်ပါတယ်ပထမအောင်ဆုံးပေါ့နော်အရင်လာတွေမှာဖြစ်ခဲ့တဲ့အရာကိုအရင်ပြောမယ်เนาะကျမ energy check လုပ်ထားရဲဆိုတော့လေဆိုတော့ဒီရာသီခွင်နေအရင်အရင်လာတွေမှာဘာဖြစ်ခဲ့လဲဆိုရင်ကွာရေးချယ်ရခတ်တဲ့ဆုံးဖြတ်ရခတ်တဲ့အရာတွေကိုဘုရားထဲမှာကြုံခဲ့ရတယ်เนาะဘယ်လိုမျိုးအရာတွေလဲဆိုရင်ကွာအုံနာကိုဥစားပေးရမလားကိုယ်စိတ်ဆန္ဒကိုယ်စိတ်ခံစားချက်ကိုဥစားပေးရမလားဆိုပြီးတော့အဲ့နှစ်ခုကြားမှာပြာများနေရတဲ့သူတွေ တည်လားအဲ့လိုမျိုးအနေထားကသူတွေပါနေတယ်နော်တည်လားဘယ်လိုမျိုးဖြစ်လဲဆိုရင်ကွာကိုကအလုပ်တစ်ခုကိုလုပ်ချင်တယ်နော်လုပ်ငန်းဆိုရင်လုပ်ငန်းတစ်ခုကိုလုပ်ချင်တယ်ဒါပေမဲ့ကို့အုံနောက်ကလုပ်သိရလားကိုစိတ်ခံစားချက်ကရောတကယ်ရောလှုပ်ချင်ရဲ့လားအဲ့နှစ်ခုကြာမှဗျာများနေရတဲ့သူတွေဒီလားအဲ့လိုမျိုး energy တွေကိုတွေ့နေရတယ်เนาะအဲ့လိုမျိုးပေါ့เนาะကိုရွေးချယ်ရခတ်နေတဲ့ဆုံးဖြတ်ဖို့ဒီဟာဖြစ်နေတဲ့အရာတွေကြောင့်ညာဘက်အိပ်ပျော်ဖို့တောင်မှအခက်ခဲတယ် ီလားရမ်းဘက်တွေအိတ်မပြောဘဲနဲ့အဲ့အကြောင်းကိုပဲအဖန်တလဲလဲစဉ်းစားနေရယ်ငါဘာဆက်လောက်ရမလဲဘာဆက်လောက်တယ်လဲဒါကလုပ်ငန်းစည်းဝါးတစ်ခုလည်းမဟုတ်ဘူးနော်ကိုယ့်ရဲ့ခန္ဓာကိုယ့်ဘဝထဲမှာကြုံတွေ့ရတဲ့ခန္ဓာအသီးသီးမှာဒီလားအဲ့ခန္ဓာအသီးသီးမှာကိုယ်ကိုယ်နဲ့ပတ်သက်ပြီးတော့ဗောနော်ရှစ်ဆက်သွားမဲ့အရာကိုဘာလောက်ရမလဲမသိဘဲနဲ့လမ်းပြောင်းနေတယ်နော်ဒါညာဘက်ဒီတော့မှအဲ့လိုမပြောဘဲနဲ့ကွာလမ်းလမ်းနိုးလာတယ်ဒီလားအဲ့လိုမျိုး energy နော်အဲ့လိုအဲ့လိုအဲ့လိုမျိုး energy အနေထားကသူတွေဆိုရင်ကျွန်မအခုပြောမယ့်အရာတွေနဲ့ပို့ပြီးတော့တိုက်ဆိုင်ပါလိမ့်မယ် တချို့တွေတချို့တချို့တွေเนาะအကုန်လုံးတော့မဆိုးလို့ဦးသည်လားမကောင်းတဲ့ပညာတွေနဲ့လေအဲတိုက်ခံထားတဲ့သူတွေတောင်ပါနေတယ်ဒီလားအတိတ်ကာလမှာเนาะလက်ရှိမှာအဓိကကောပြောရမယ်ဆိုရင်ကွာကိုယ့်ဘဝမှာကိုယ့်ကိုယုံကြည်မှုပျောက်ဆုံးပြီးတော့တကယ်ပေါ့တကယ်ဘယ်လိုပြောရမလဲဆိုရင်စိတ်လေးလံနေရပါတော့เนาะဒီလားညဘက်ဒီအိတ်ပြောအိတ်ပြောတော့ဘုခတ်တယ် လလနိုးလာတယ်ဘာမှမသိရဲ့ပေါ့နော်ကိုစိတ်ကလေမလုံးကျုံဖြစ်냐ပေါ့ဒါစိတ်မလုံးကျုံဖြစ်နေတာတကယ်တော့တကယ်တမ်းကြတော့လေဘာကြောင့်လဲဆိုရင်အဲ့လိုလူတွေမှာလေမကောင်းတဲ့ပညာနဲ့အတိုက်ခိုက်ခံထားရတဲ့သူတွေနော်အဲ့လိုမျိုးသူတွေတချို့တွေမှာရှိနေလိမ့်မယ်အကောင်လုံးတော့မဟုတ်ဘူးနော်ဒီတချို့တချို့တွေမှာတော်တော်လေးဒီ energy ကဖြည့်ဆည်းမှုပေါ့နော်ဒီပညာရက်တည်းရဲ့ဖြည့်ဆည်းမှုတွေကြောင့်လမ်းပြောက်နေတာမျိုးတိလားတကယ်တမ်းကြတော့ကိုဘဝကလေလမ်းပြောက်ဖို့အခုလိုမျိုးတွေပေါ့နော်ဖြစ်နေဖို့ ရှိနေရမှာမဟုတ်ဘူးဒီလားကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်စေအခြေအနေကြောင့်ပဲဖြစ်စေကိုဒီလိုပညာရက်တင်နေတိုက်ခိုက်ခံထားရတဲ့အတွက်ကြောင့်ဒီလိုမျိုး energy တွေနဲ့ကိုဘဝမှာလမ်းပိတ်နေတာလမ်းပြောင်းနေတာအဲ့လိုမျိုးသူတွေရှိနေတတ်ပါတယ်เนาะတကယ်လို့ကိုကျွန်မအခုပြောရတာတိုက်ဆိုင်နေဆိုရင်နည်းနည်းတော့စစ်ဆေးကြည့်ပါเนาะကိုကပေါ့เนาะမိတ္တရာသီပင်လည်းဖြစ်တယ်เนาะဒီပေါ့เนาะကျွန်မအခုပြောခဲ့တဲ့အရာတွေနဲ့ energy ကိုက်နေတယ်ဆိုရင်အခုချိန်ကစပြီးတော့ဒီဒီဇမလာပေါ့เนาะဒီလတဲမှာ အရှိမကြုံသိရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဖြေရှင်းရမယ့်လမ်းစာတွေတွေ့လိမ့်မယ်။နော်တည်လား။ဖိတ်တဲ့လူတဲ့နဲ့ပြန်ပြီးတော့နလန်းထူလာတယ်ပေါ့နော်တည်လား။နေမကောင်းဖြစ်နေတဲ့သူဆိုတော့ပြန်ပြီးတော့နလန်းထူနလန်းထူလာမယ်။ကျန်းမာရေးတွေပို့ပြီးတော့အဆင်ပြေလာမယ်။ပြန်ပြီးအဆင်ပြေလာမယ်ဆိုတဲ့အနေအထားရှိရယ်။လုပ်ငန်းမှာကွာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်မှာနော်အဆင်မပြေမှုတွေဖြစ်နေတဲ့လူတွေဆိုရင်လည်းကွာကို ရှက်ဆက်ပြီးတော့ဘာဆက်လုပ်ရမလဲဆိုတဲ့လမ်းကိုကိုယ့်ဟာကိုယ်ပြန်ပြီးတော့ရှာတွေ့သွားတဲ့သူတွေเนาะအဲ့လိုမျိုးသူတွေဖြစ်လာလိမ့်မယ်เนาะဒီလားအဲ့လိုမျိုး energy တွေအများကြီးတွေ့နေရတယ်ဆိုတော့ဆိုလိုချင်တာကကွာအတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကနေပြီးတော့ကိုယ့်ဟာကိုယ်ပြန်ပြီးတော့လမ်းပြန်ရှာပြီးတော့တွေ့လာလိမ့်မယ်เนาะအဲ့လိုမျိုးနေထားမျိုးရှိပါတယ်တကယ်ကိုအချိန်အဟုန်ပြင်းပြင်းနဲ့เนาะ energy ကောင်းကောင်းနဲ့ကိုယ်ဆက်ဆက်သွားမယ်လမ်းကိုเนาะ အကောင့်ထဲဖွင့်လာလိုက်မယ်နော်အရင်အရင်ကာလတွေမှာလေမလုပ်ခဲ့တဲ့အရာတွေမဖြစ်လာခဲ့တဲ့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေဒီလကနေစပြီးတော့တတိချာချာအကောင့်ထဲဖွင့်နိုင်မယ်ဆိုတဲ့အနေအထားမျိုးရှိပါတယ်နော်အဲ့တော့ပြောချင်တာကကျွန်မအထအရှိမပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ကိုယ်တကယ်လို့လေဒီလိုမျိုးပေါ့ကျွန်မပြောတဲ့အရာနဲ့တိုက်ဆိုင်နေရဆိုရင်နော်မကောင်းတဲ့ပညာရက်တွေနဲ့ ော်အတိုက်ခံထားတဲ့သူတွေလည်းပါကောင်းပါနိုင်တယ်ပါနိုင်ချေတော်တော်လေးရှိရယ်ဆိုရင်အနေထားမျိုးရှိတယ်ဆိုတဲ့အခါကျနည်းနည်းလေးစစ်ဆေးကြည့်ပါနော်ဒီလား CIA နဲ့စစ်ဆေးတာမျိုးမဟုတ်ရင်တော့မှာကွာဒီလားတရားကမောလေးနဲ့ခေါင်းလျှော်လိုက်တာမျိုးတော့အဲ့လိုမျိုးလေးလုပ်ကြည့်နော်ကိုယ့်ရဲ့ကိုယ်စိတ်လုံးလေးနည်းနည်းလေးပို့ပြီးတော့ energy ကောင်းလာဖို့အတွက်ပေါ့နော်ဒါအဲဒါကမိတ္တရာတီကွင်းတွေအတွက်ပေါ့နော်နောက်ထပ်ရာတီကွင်းတွေထပ်ပြီးတော့တင်ပေးပါမယ်